ခုနှစ်ကတော့မမှန်မိတယောက်ပေါ့ဗျာကျွန်တော်စိန်ခေါ်ခဲ့တော့ကနီးကိုပြောပြမယ်စိန်ခေါ်တယ်ဆိုတာတစ်ဖက်ပိတ်စိန်ခေါ်ရတယ်ကြက်သမားဆိုရင်ပေါ့ကွာပြီးကြတော့အများလက်ခံနိုင်တော့အသက်အဲ့လိုဖြစ်ရမယ်ပေါ့ကြက်ကကြက်တူတယ်ကြက်ကတူနေတဲ့တဘာဝမတူရင်လည်းစိန်ခေါ်လို့မရဘူးအဲဒါပေမဲ့အရွယ်တူတယ်ကြက်ကအသက်လည်းတူတယ် အမာအနုဆိုတာရှိသေးတယ်အဲ့ဒါလည်းတစ်ဖက်ကကလေးပဲကျန်းဟိုရလည်းကလေးပဲကျန်းကြက်သက်တွေပါတယ်အကုန်တူတယ်တစ်ဖက်ကမာနေတယ်အဲ့ဒါဆိုရင်လည်းကြက်တူတယ်တဘာဝမတူဘူးလို့ခေါ်တာကြက်အမာစာတူတယ်အကုန်တူတယ်အတက်ကြီးချွန်နေရင်လည်းတဘာဝမတူဘူးလို့ခေါ်ပါတယ်ကွယ်ဒါရင်မဲလားမဟုတ်ဘူးကျက်နှစ်ကောင်လုံးကကြက်သက်တွေရောပါတယ်ရောအကုန်တူဟိုကြက်အားလည်းတူတယ်အချိန်လည်းတူတယ်ဝိတ်တန်းကလည်းတူတယ် ြက်သက်กว่าနေလဲအဲ့ဒါကိုတဘာဝမတူဘူးလို့ခေါ်ပါတယ်စရောင်းကမအကိုနဲ့ဆုံငယ်တော့ကညီကိုမြတ်မှတ်မိတယ်ဆိုရင်အကိုကောမလေးတစ်ချက်လောက်ဝင်ရေးပေးကြပါကွာအကိုမှတ်မိတယ်ဆိုရင်ဘုရင့အကိုစိန်ခေါ်ပုံစိန်ခေါ်နီးပြောပြမယ်ကြက်မကြည့်ကြီးကြက်မကြည့်ကြီးပေါ့နော်အခုစိန်ခေါ်တာမဟုတ်နော်ကြက်မကြည့်ကြီးတိုက်မယ်ဒီဝိုင်းနေရလူတွေအကုန်လုံးဆိုတော့သွား တော့ပွေတာပေါ့အဲသူမြင်းမူကကိုမျိုးရဲ့ဘယ်သူလဲမသူတော့ပွေတာအဲလူတယောက်ကတော့မမှတ်မှုတော့သူတို့ချက်ကအကိုချက်ကနှစ်ပိတ်တာနဲ့60နဲ့ခုနှစ်ကြသားလောက်ရှိတာသူတို့ချက်ကနှစ်ပိတ်တာ90နောင်းကိုကတ်နေတာအဲ့ဒါတိုက်ကြတော့ဒါမှမဟုတ်ကိုတိုက်ပေးတာပဲဘောင်းတော့ဆိုကိုဘကစိန်စခေါ်တယ်ဆိုရင်အစည်းပေးပြီးတော့ကိုတက်ရလား အဲ့ဒါကြက်သမားတွေရဲ့စီကကိုကလည်းစိန်ခေါ်သေးတယ်ကြက်ကအောက်ကလှန်ထန်းဟိုကဘူလေးတွေနဲ့တော့ဘယ်သူကတိုက်မှန်းတော့ကြက်စီကြက်ကြီးဖဲ့စီနှဲ့တတိတိတဲ့ဒါတွေရပေါ့ကွာကိုကစိန်ခေါ်တယ်ဆိုရင်သူများလက်ခံနိုင်တော့အတက်ဖြစ်ရမယ်တဘာဝနားလေရမယ်ပေါ့ကွာတဟဇာတာသိမ့်ရမယ်အဲ အဲ့ဒီလိုတိုက်ပေးရတယ်တိုက်ပေးတယ်ဆိုတာကိုကိုကစိန်ခေါ်လာပြီဆိုရင်ကိုကြက်မှာသူများလက်ခံနိုင်တော့အတက်ဖြစ်ရမယ်သူများနဲ့အေးရောင်တူနေတော့အယွေအစားတဘာဝကြရမယ်ကိုကြက်ကတော့နည်းနည်းလေးမာတယ်ပြောင်းတယ်စိန်ခေါ်ခဲ့တဲ့ကိုကမာပြောင်းတာတွေထည့်ပြောရမလို့ဘူးကိုစိန်ခေါ်ပြီဆိုရတဲ့အကိုလိုစိန်ခေါ်ရတဲ့ကြက်မကြည့်တိုက်မယ်အဲ့ဒါမျိုးစိန်ခေါ်မှာ တရားဝင်စိန်ခေါ်တယ်လို့ဖြေတယ်။ကျက်နှက်ကောင်တူတာတောင်မှကွာ။ခုသွားကြတယ်ဒီကျက်နှက်ကောင်တူတယ်။အကောင်လည်းတူတယ်မာတာလည်းတူတယ်။အကောင်လုံးတူတယ်။နောက်ဆုံးအဆင့်ညင်းလို့ရတဲ့အချက်ရှိတယ်။ငါးချက်ကကျမ်းမာရေးလေးနည်းနည်းဖြတ်လို့ဒါတွေပေါ့ကွာ။တခါညင်းလို့ရသေးတယ်။အမ်မင်းချက်ကအောက်စုလေးကောင်းတာ။ဒီဒီခက်ထဲမှာတက်ချွန်နဲ့ကြမထားကြတော့ဘူး။ဒါလူတိုင်း စောက်တုံးစောက်ရမဟုတ်တော့ကြက်ချွန်းမတိုက်ဘူးဒီဖြစ်ထဲမှာကြက်ချွန်းမယ်ဆိုရင်လည်းအကြီးပေးရမှာကြက်ချွန်းကိုတိုက်မဲ့ကြက်ကအ ਨੇ ဆုံးအားရှစ်ကြက်သားလောက်စီးရမယ်အငေါအငေါကလည်းနည်းနည်းမြင့်ရမယ်ဒါမှအချွန်းကိုခံတိုက်တာဒါ ड़ी ပေါ့ကွာကျန်နူနဲ့ကြက်ကြက်ချင်းကတ်တယ်တချို့မှဆိုရင်ပေါ့ဒါပြောပြတာပါကျန်နူနဲ့ကြက်ချင်းကတ်တယ်အရင်ဘုရားဘုမှာအကုန်ပြောတယ် ခေတဲ့ကောင်တကောင်မှမရှိတော့ဘူးဒီခေတဲ့မှာကိုကြည့်တဲ့လူလဲတို့လူအတို့ထင်မနေနဲ့စိန်ခေါ်ခြင်းသုံးမျိုးကတစ်ဖက်ပိတ်စိန်ခေါ်ရတယ်တိုက်ကိုတိုက်နိုင်တဲ့အနေထားမျိုးနဲ့စိန်ခေါ်ရတယ်နံပါတ်1ဟုတ်ပြီကြက်မတွင်ကြေကြောပေးပြီးတော့အဲလာခဲ့ကြက်ကကျွန်တော်ကြက်ကမြင့်နေရင်တခုခုกว่าနေရင်ကြက်တူပြီးတော့တခုခုกว่าခဲ့ရင် ကျွန်တော်ငွေကြေးကြောပေးမယ် နံပါတ်2အဲ့နှစ်ချက်ပေါ့ကွာနံပါတ်3ချက်ကျွန်တော်ချက်ကအကုန်တူနေတယ်အတက်ပို့ရင် အတက်ကိုတိပေးမယ်ဥပမာပြောတာအဲနည်းနည်းလေးကွာနေတယ်မို့လားဘေးကျက်နဲ့5မိနစ်လောက်ချပေးမယ်ဘေးဘေးကျက်နဲ့5မိနစ်လောက်ချပြီးမှတိုက်ပေးမယ်10မိနစ်လောက်ချပြီးမှတိုက်ပေးမယ်ကွာနေခဲ့ရင်အဲ့ဒါမှတရားဝင်စိန်ခေါ်တာလို့ခေါ်တယ် ကြက်ကတူတယ်စိန်ခေါ်လိုက်ပြီတူတယ်တူတဲ့ကြက်တော့လာပြီကိုယ်ကြက်ကလှန်ကြီးလို့ဖြစ်နေတာဘယ်သူကတိုက်မှာလဲစကားပြောရင်တမာတမာဘတ်ကြအောင်ပြောပြီးမှစိန်ခေါ်ရတယ်လူတိုင်းကိုပြောတာပါမိသူမိဘရယ်လို့တော့မပြောဘူးပေါ့စိန်ခေါ်တယ်ဆိုတာအကိုလိုတဖက်ပိတ်စိန်ခေါ်ရတယ်ကြက်အကောင်တူကြက်မကြီးတိုက်မယ် ကြက်မကြီးတိုက်မယ်လို့ပြောထားပြီးသားကြီးကြီးဓာတွေမာဓာတွေစကားပြောရမလို့အဲ့ဒါမှကြက်သမားလို့ခေါ်တာဝါဒနာရှင်တွေဘာတွေပြောမနေနဲ့ကြက်သမားကကြက်သမားပဲတတုံးစားလည်းကြက်တတက်စားလည်းကြက်တော့နှစ်တက်စားလည်းကြက်တော့ဒါဆိုချီကိုဒီလိုစီးနဲ့ကန်ပြီးနန်းကြီးအဲ့လိုမှမဟုတ်ဘူးလိုလေးပုတ်ပြီးတော့နန်းကြီးနန်းနာချင်းအတူတူပဲအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာ